ဲစီဒီဝမ်ရဲ့ရှုံရွေးကိုဝိုင်းကြီးပြန်ပြီးတော့ဆက်နိုင်မလားကဲဒီလိုဒီနေ့ညနေ9:00နာရီမှာဆိုလို့ကျွန်တော် YG ပသက်မတ်သီတို့ရဲ့ season 1 grand final ကို YG ကမတ်သီကိုဖိုးတူးဆိုတဲ့ပသက်နဲ့ရှုံးနေပြီးတော့ MSC သွားမယ်အခွင့်အရေးကိုဆုံးရှုံးခဲ့တဲ့ YG အတွက် ပြန်ပြီးကမ်းပတ်နိုင်မလားဆိုတာကိုစောင့်ကြည့်ရမယ်ပွဲပြန်ပြီးတော့လက်စားချေမလားဆိုတာကိုကြည့်ရမယ်ပွဲရှုံးကျွေးပြန်ပြီးတော့ဆက်မလားဆိုတာကိုကြည့်ရမယ်ပွဲရှိပါတယ်ဒီ Amazon season ဒီမှာတော့ဝိုင်းရီတာရလို့ထင်တယ်ဒီ Amazon season 1က line ရဲ့အတိုင်းပဲတတိငင်ငင်လေးပဲထွက်လာရယ် play sign လည်းတတိငင်ငင်လေး performance ဆိုရင် blink လို့ပါတော့ပူပြီးကောင်းလာရယ်လီနာလို့ပါလို့ပူကောင်းလာရယ်လို့ယူဆလို့ရတယ်မသိစီရတော့သူတို့ရဲ့ဒီ captain တယောက်ဖြစ်တဲ့ leader ကန်လည်းထွက်သွားပြီးနောက်ထပ်ဂိုးလိမ်နာတယောက်ဖြစ်တဲ့ဇီဘီကူရီယာလည်းထွက်သွားပြီးတော့သူတို့ကင်းဖလက်နဲ့ဂျူနိုနဲ့ထည့်ဆော့တဲ့အချိန်မျိုးမသိစီရတော့ရလက်ပိုင်းဆိုင်ရာတွေမှာဝိုင်းကြီးတော့မကောင်းတာလေညီကိုကြီးလည်းအသိပဲဝိုင်းကြီးကတော့အမတ်ဆန်စီရီတို့မှာတော့တာရဲဒါပေမဲ့ဒီညနေရှုံးကျွေးဝိုင်းကြီးဆက်နိုင်မလားဒါောက်မသိစီရပဲကျွန်တော်အမတ်ဆန်စီရီမှာ Grand Final ကတော့လိုမျိုးပဲထပ်ပြီးတော့နိုင်သွားမလားဆိုတော့ကျွန်တော်ရဲ့အတူတူစောင့်ကြည့်မှာပဲဖြစ်ပါရဲ့ဗျကဲကျွန်တော် eSport အကြောင်းတွေပြန်လည်းတိဆက်ပေးနေရဲ့ဝေးကြီးပဲဖြစ်ပါရဲ့ဝိုင်းကြီးဒီနေ့ရှုံးကျွေးဆက်မဲ့ပွဲတော့ညီကိုတို့စောင့်ကြည့်ရမယ်ဒီနေ့ညနေ9:00ပဲဖြစ်ပါရဲ့ ီ MSN ပွဲတွေကို live stream ကြည့်လိုက်ကတော့ပြန်ကြည့်ကျင်တဲ့ညီကိုတွေကကျွန်တော်ရဲ့ profile မှာ link ချထားတဲ့ကျွန်တော် U channel လေးမှာတွားကြည့်လို့ရပါတယ်။အဲ TikTok မှာကြည့်ရှုရညီကိုတွေကကျွန်တော်ဗီဒီယိုနှစ်သက်တဲ့သဘောကြဆိုရင် review and copy လေးလုပ်ပြီးအကူအညီပေးခဲ့လို့ရပါရဲ့ဗျ။ခဲနောက်ဗီဒီယိုနဲ့တူပဲပြန်လည်တွေ့ကြတာပေါ့။